မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာတူပါဖြစ်ပါနဲ့ပြည့်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့ကျွန်တော်ကြည့်ရှုသွားမယ့်ဗီဒီယိုလေးကတော့တကယ်တော့မှကြားရတာမျိုးတွေအံ့ဩသွားမယ့်ဗီဒီယိုလေးပေါ့နော်။ဘာကြောက်လဲဆိုတော့အသက်60လောက်ရှိတဲ့ NDG တယောက်ကကျွန်တော်တို့ line ပေါ်မှာဒါရည်စားထားတယ်ပေါ့နော်။ရည်စားထားတာအားမရလို့ကျွန်တော်တို့အပြင်မှာချိန်တွေ့တယ်ခုကမှချိန်တွေ့တယ်ပေါ့နော်။ဒီ NDG မှာဆိုရင်ကျွန်တော်တို့ဟိုတာသမီလည်းရှိတယ် မီးရအောင်ရသွားပြီပေါ့နော်အစင်လည်းပြည်တယ်ပေါ့အနီးရဒါဟိုတော့မှကိုယ့်ရဲ့မီးတွေကိုယ့်ရဲ့ယောက်ျားတွေကိုယ့်ရဲ့တသားသမီးတွေမျက်နှာတော့မထောက်ပဲနဲ့ line ပေါ်မှာကျွန်တော်တို့ဒါအိမ်အောင်ရှိတဲ့ယောက်ျားတယောက်နဲ့ကျွန်တော်ဖောက်ပြန်ပြီးတော့ဒါဟိုတယ်တို့ဘာလို့မှတော့တချင်တွေ့ရပေါ့နောက်ဆုံးအဲ့ဒီဖောက်ပြန်တဲ့ဒါအကောင်ကဒီအနီးတဲ့ဘလို့ပတ်စံတွေခြူစားလဲဆိုတာဘလို့တွေဖြစ်သွားလဲဆိုတာကိုဒါတွေညီမတွေရှင်းပြထားတယ်ကျွန်တော်တို့ဗီဒီယိုလေးတို့ကြည့်လိုက်အောင်နော်မျိုးတွေ ကျွန်မစီကိုဟိုနေ့ကလာဆွေးနွေးတဲ့အမျိုးသမီးကြီးတယောက်ကြောင့်ပြောပြခြင်းလို့အဲ့ဒီအမျိုးသမီးက60ကန်နေပြီသူမှမြီးတွေလည်းရှိတယ်တမီလည်းရှိတယ်သူကလမ်းပေါ်ကနေတွေ့တဲ့အိမ်တော်တဲ့မျိုးသားတယောက်ကိုဖြစ်သွားတယ်အဲ့ဒီအိမ်တော်တဲ့မျိုးသားမှလည်းကလေးရှိတယ်သူကလမ်းပေါ်မှာတွေ့တာချစ်တုံမြင့်အားမရအောင်အပြင်မှာတွေ့တယ်ဟိုတယ်မှာတွေ့တယ်ဟိုတယ်မှာတွေ့တော့တစ်ခါကအိမ်တော်တဲ့မျိုးသားကဒီအမျိုးသမီးကြီးဒီအမျိုးသမီးကြီးစီကနေပတ်စံနေချီးတယ် တစ်ခါနှစ်ခါလောက်ပြည့်ကြီးလဲဆိုတော့ကျွန်တော်မျိုးသမီးကြီးကလည်းပတ်စံနေရှိပတ်စံရှိတယ်ပေါ့နော်ပတ်စံရှိတာမိုင်းနေဆိုတော့200 300အဲ့လောက်ကြီးကြီးတယ်လက်ခံတယ်သူကချီးပေးတယ်အဆင်ပြေနေတဲ့ဆင်မှာချီးပေးတယ်နောက်ပိုင်းတဖြည်းဖြည်းတစ်ခါခါအမျိုးသားရဲ့မိန်းမတိသွားတိသွားတော့ကျတော့အဲ့ဒီအမျိုးသမီးကြီးကိုလာတောင်းပန်တယ်လောက်ပါနေတော့ပတ်စံနေလဲဆက်ပါမယ်မလောက်ပါနေတော့ရှေ့ဆံမတွေ့ပါနေတော့ဆိုတော့အဲ့ဒီတစ်ခါခါအမျိုးသမီးကြီးကအဲ့ဒီကောင်မလေးကို ကောင်းကောင်းမွန်မွန်ပြောမလို့ဘူးကောင်းကောင်းမွန်မပြောဘူးကောင်းကောင်းမွန်ပြောပဲနဲ့နေမျိုးသားနေနိုင်အောင်ထိုင်လို့အဲ့ဒီမိကြီးကတစ်ခါကအမျိုးသမီးကိုပြောရအောင်နေမျိုးသားနေနိုင်အောင်ထိုင်လို့သူကိုယ်တိုင်လည်းအိမ်အောင်ရှိတယ်သူကိုယ်တိုင်လည်းကြီးတယ်ရှိရတဲ့နဲ့နော်တစ်ခါကအမျိုးသမီးကခဏခဏတောင်းမှန်တယ်တောင်းမှန်တယ်တဖြည်းဖြည်းနဲ့ပြီးခွာ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 လာခွ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 ာလာတော့ကြတော့ပတ်စံတော့ဆက်ပါမယ်ဒါပေမဲ့မပတ်သက်တော့ဘူးလို့ပြောတဲ့အချိန်မှာအမျိုးသမီးကအဲ့ဒီမျိုးသမီးက ဟွာတဲ့လိမ့်လည်းမှုနဲ့တရားဆွဲကျင်တာတဲ့သူပေးတော့ကပေးလိုက်တယ်နော်ပြောကျင်တာအားတော့ပေးတော့ကတော့ပေးတယ်နော်ကျွန်တော်တို့တဏှာစိတ်မိုးဖို့ရောက်တော့ကတော့ပေးတယ်နော်သူ့လည်းမပတ်သက်တော့ဘူးလာလည်းမတွေ့တော့ဘူးဆိုတော့ဟိုလိမ့်လည်းမှုနဲ့တရားဆွဲမယ်ဆိုတာတော်တော်လေးရည်ဖို့ကောင်းတယ်နော်အာကိုအသက်လည်း60ရွယ်လောက်ရောက်နေပြီဗျာမြင်းကြီးလည်းရှိနေနေတော့ကျွန်တော်ဖះရတဲ့ရနေရမယ့်အရွယ်ဗျာမဟုတ်တဲ့တဏ္ဍာစိတ်ကိုမိုးဖို့တတ်အောင်ကျွန်တော် ဟိုဒီအရွယ်ကြီးနဲ့တနာစိတ်ကိုအပြည့်ထည့်တာအားကြောင့်မျိုးတချို့ကကျွန်တော်အသက်ကြီးတဲ့လူတွေရှိတယ်တချို့ကအပျော်အပျော်နဲ့ဟာအပျော်ကောင်းလေးနဲ့စာရေးတယ်ကျွန်တော်တို့အရင်တော့ကလည်းတွေ့ကြည့်ပါတယ်ဒီခန့်ငငယ်နဲ့ဒီအဖွားကြီးစာရေးကြတယ်အပျော်အပျော်နဲ့သူတို့အပျော်အပျော်မဟုတ်တော့ဘူးဗျာနေရှိတဲ့မြန်စကားပြောတာသိလားသူတို့မပြောရရင်မနေနိုင်တော့ဘူးအဲပြောရတော့ဆိုပါတော့သူတို့ဘယ်ချိန်ဖုံးဆက်လာဖုံးဘယ်ချိန်ဆက်လာအဲ့ချိန်ရောက်ရင်သူတို့မနေနိုင်တော့သူတို့စကားပြောချင်းပြီစကားပြောရင်တော့ကိုတိရှင်းရအောင်တော့အပျော် နောက်ဝေရရရင်တော့ကျွန်တော်ဘယ်လိုပြောလဲလင်မယားတာမယားပျော်တိုင်းပျော်နေကြတာသိကြစကားကိုလေကိုရီရှိမှာတော့အပျော်ပဲအဲ့ဖော်ကြီးอ่ะဒါပေမဲ့ကျွန်တော်တို့လည်းအပြင်မှာလက်တွေ့ကြုံဘူးလေကိုရီနောက်ကွယ်မှာကျွန်တော်ဆိုရင်တော့နားထောင်တော့ဗျာနားထောင်ချင်းချင်းဒီခေတ်မှာတာမယားတာပျော်မယားပျော်ပျော်တာဗျာသိကြကိုရီးရှားကကိုရီးယားနောက်ပိုင်းကြောင့်မကြုံတော့ဘူးဟာဘယ်လိုလဲပေါ့ DND ကဒါတင်းညီမပြောတာဗီဒီယိုနဲ့တိုက်ဆိုင်လို့ကျွန်တော်ပြောပြတာပေါ့နော်အခုတော့တို့လည်းပဲစီမင်းရောက်လို့ရဲအဲ့လူနဲ့ညာဝိုင်းလာတော့မသိဘူးပေါ့နော်ဒါဘရိုဘေးဖြစ်ရတော့ဟိုကလည်း အသက်ကြီးတဲ့လူမှန်တည်အစီပွားရေးအဆင့်ပြီမှာတော့ဟိုကလည်းခြူစားတာပေါ့ဗျာဟုတ်လားဘယ်သူပဲဖြစ်ခြူစားတော့အဖေခြူစားမှလည်းအဖေရတည်တယ်လीသူ့လိုမြည်ရနေတဲ့လူကိုသူ့ကိုခြူစားတာလားတကယ်ချစ်လို့လားဆိုတော့အဖေကြီးကောင်းကောင်းတည်တော့အခုပြောလို့ပေါ့ပတ်စံအသိန်း300လည်းပြန်တောင်းတော့လို့မရတော့ဟိုလိန်လိန်မှုနဲ့တရားဆွဲမှာတကယ်လို့ဒါဟိုကောင်ဟိုလူဘက်ကတကယ်လို့ဒါအဖေကြီးရဆက်ပြီးတော့ကျွန်တော်တို့ပတ်သက်နေမှာဆိုပြီးဒီဖေါ်ကြီးရထက်ချီလို့မှာကျင်းတည်တယ်တည်လားဘာဖြစ်လို့ကိလေသာစိတ်မိုးပေါ်ရောက်နေလို့နော် တကယ်ကိုရှက်တင်ပါတယ်ဗျာဖရဲတရားနဲ့နေတင်ပါတယ်ဘယ်လိုဖြစ်လို့ကိလေသာစိတ်ကိုခန္ဓာကိုယ်မှာဖောင်းကျောင်းနေတာဆိုတာအံ့ဩဖို့ကောင်းတယ်ဗျာနော်တော်တော်လေးလူတွေကအားကြောင့်ဒီခေတ်ကကျွန်တော်ဘယ်လိုဖြစ်လာဆိုတော့ခေတ်ကတဖိမင်းနဲ့ကတ်ဆိုင်လာတယ်အသက်ကြီးတဲ့လူတွေကတငယ်တငယ်ပြန်ဟိုလူငယ်စိတ်ရောက်လာတငယ်ပြန်ချင်းလာတငယ်ပြန်ချင်းလာလက်ခေတ်ပေါ့နော်အလိုင်းပေါ်မှာသူတို့လက်ထက်မှာဖုံးရှိတယ်ဗျာအသာသမီးတွေမိရဲ့တွေ့ရင်တော့ဒါအပြောဩအမေပြောစကားပြောတာအမေအပြောစကားပြောတာပေါ့တကယ်တော့ကိုရတော့ကျွန်တော်ပြောသလိုပဲအသာပြောမရပြောပြီးပြောကြအတိလား ဩကိုရီဟာအဲ့တော့မဘာလဲပေါ့ကြောင်သွားတယ်သိလားဩအားကြောင်ပြောတာပေါ့လူတွေကအသက်ကြီးတိုင်းလဲကျွန်တော်လိုခိလီတာစိတ်မရှိဘူးလို့မထင်နဲ့ပိုဆိုးတယ်တချို့ပါသိလားအားကြောင်ပြောတာပေါ့သူအန်တော့အန်လိုက်တယ်အန်တော့အန်လိုက်တယ်အန်တော့အန်နဲ့အပြင်သူ့ကိုတဲ့တစ်ဖက်ကကောင်းလေးရဲ့မြို့သမီးကတိတ်ခါကြောင်နေလုံနေရဲ့တိတ်ခါကြောင်လမ်းပေါ်မှာမစင်မစင်နေတင်းနေတဲ့အဲ့ဒီအတူတက်ရှင်းနေငါစင်တာဟုတ်ကဲ့လို့အန်ဒီလို့ကျမကလိုက်မပေးနိုင်ဘူးလို့ဟုတ်တယ် မှန်တယ်အဲ့ဒါဘာလို့လဲဆိုတော့သူ့ကိုယ်တိုင်လည်းသူ့အိမ်တော်ကြီးကကောင်းတယ်နော်သူ့အိမ်တော်ကြီးကောင်းခဲ့တယ်တည်မြဲနေတယ်မိနဲ့တမိနဲ့ဒီလိုအခြေအနေဖြစ်နေရတာမှတစ်ဖက်ကအမျိုးသမီးကိုတွားပြီးတော့အနိုင်ရှင်းရှင်းတဲ့သဘောပေါ့နော်စဉ်းစားကြည့်ဗျာသူကိုယ်တိုင်လည်းသူ့မိသားစုဘဝလည်းဒီလောက်ပြပြစုံနဲ့ယောက်ျားဖြစ်သူကထားပေးတယ်မိတွေမြစ်တွေနဲ့ဟဟာဟိုတာသမီးတွေနဲ့တက်တိုက်ဝုံပြပြွှေွှေနဲ့ပြည့်စုံဝင်ထားရပေးတဲ့အိမ်အောင်ဦးစီးတယောက် ဖောက်ပြန်တယ်เนาะစိတ်ဓာတ်ဘလောက်အတန်ကြတာလဲเนาะကိုယ့်ပေါ်အကောင်းနဲ့ယောက်ျားတရားဦးမှာမငဲညာပဲနဲ့လိုင်းမောင်ကတွေ့ပြီးတော့တဲခုခံမှာတော့တွေ့တယ်ဆိုတဲ့သူ့ရဲ့စိတ်ဓာတ်ကဘလောက်ဒီအောက်တန်းကြာနေတယ်เนาะဟုတ်မှလည်းတစ်ဖက်ကလူကလည်းပြောမဆိုအချောင်ရချင်လို့လာတယ်လာပေမဲ့လည်းတစ်ဖက်မှာလည်းတာမရရှိတယ်တာမရရှိတယ်ဒီတာမညာဘက်ကလည်းကောင်းမလီရလည်းပြန်တောင်းမှန်တယ်เนาะမပတ်သက်တော့ပေါ့ပတ်စံဆက်ပြီးမယ်လို့ပြောတော့မှနင်းယောက်ကြောင်းနေနိုင်အောင်ထိန်းထားဆိုတော့အဖွားကြီးဘယ်လောက်ထိ ကျွန်တော်တို့တဏ္ဍာစိတ်မိုးပေါ်ရောက်နေလဲဆိုတာစဉ်းစားကြည့်ပေါ့နော်။အော်ဟိုကဟိုကောင်ကိုယ်တိုင်ကမပတ်သက်တော့ပါဘူးပြောမှပဲသူ့လိန်လိန်မှုနဲ့တရားဆွဲမယ်သူ့ပစံလိန်လို့ဆိုတော့ဖော်ကြီးအချက်မရှိဘူးလားဗျာနော်။နော်လှုပ်တင်လားမလှုပ်တင်လားစဉ်းစားအသက်လည်းကြီးနေသူများအိမ်တော်ကြီးလည်းဖြစ်စီတယ်။ကိုယ့်အိမ်တော်ကြီးလည်းဖြစ်စီတယ်။အဲ့လိုလူမျိုးတွေကကျွန်တော်တို့ကရုံတုံးပြီးတော့ကျွန်တော်တောထဲတာလှုပ်ပြလိုက်အဲ့ဒါပိုကောင်းတယ်။တမန်သူကြားစားစားကြီးကကြီးထွတ်ထွတ်ပေါ့နော်။ ဆံမားတဲ့အဲ့ဒီမျိုးသမီးကလည်းအိမ်တော်ရေးမထိန်သိမ့်တတ်ဘူးတဲ့။သူကသူအိမ်တော်ရေးမထိန်သိမ့်တတ်တာလေ။သူအိမ်တော်